နှိမ့်မျက်နှာနှိမ့်ရုပ်က miss ရုပ် miss type miss ပုံစံဘယ်နေရာမှာများရှိနေလို့လဲနေကောက်ဝကကောင်းလို့လားဆိုတော့ညီမကောက်ဝကောင်းလားမကောင်းလားဆိုတာတကယ်ဒီ miss ကိုကြည့်ရတဲ့သူတွေပဲကျန်လောက်ကသူတွေသိကြပါတယ်ညီမမှာလည်းနေရာ ရပိုင်권ရှိပါတယ်။ဗာမြမားလေးလိုလဲပေါ့နော်။ဟုတ်။ဒါညီမရဲ့ A husband နဲ့ညီမနဲ့အရင်တော့အင်တာဗျူးလေးဖြေထားတာကိုထပ်တင်ကြရတယ်ပေါ့နော်။ထပ်တင်ကြတော့အဲ့ဒါညီမတငယ်ချင်းတွေကတော့စိတ်ဆိုးတာကိုကိုချင်းစာတရားမရှိကြဘူးလားပေါ့နော်။ဒါအရင်တော့ကိစ္စတွေပြန်ခေါ်တော့ဘာထူးမှလဲ။ဘာဖြစ်ဘူး။ဒါညီမက ပြောနေပါနဲ့တကယ်ချင်းရဲ့လို့ရပါတယ်ဘာဖြစ်ပါဦးပြောကြပါစေလို့ကိုယ့်ရဲ့အရင်ကိစ္စကိုပြောနေပုံမူတည်ပြီးတော့လဲစိတ်မကောင်းမဖြစ်ဘူးဒီကနေဘဝတွေ့ကြုံအသင်ခန်းစာတွေယူလာရတာလीเนาะအဲ့တော့တစ်ဖက်လူကိုလဲဒါကျေးဇူးတင်စရာရှိရတော့လဲကျေးဇူးတင်ပါတယ်ဟုတ်သူလည်းမနှောက်ရှက်ပါဘူးသက်သူနေပါတယ်ညီမလည်းသူ့ကိုမနှောက်ရှက်ပါဘူးသက်သူပြောသလိုနေပါစီဟွန်းကြပါဘူးငိုဘူး နော်ဘယ်တော့မှမငိုဘူးညီမဘယ်တော့မှလည်းဝမ်းနေမှာမဟုတ်ဘူးဒါပေမဲ့ညီမညီမကိုတိုက်ခိုက်လို့မငိုဘူးဒါပေမဲ့ညီမအပျော်ရွှင်ဆုံးအချိန်ဖြစ်သွားရင်တော့ငြိမ့်ကြရင်ကြမှာပေါ့နော်ကိုထမင်းကိုစားပြီးအပျော်ခံပြီးလာပြိုင်နေဆိုကြတဲ့ကဒီ Miss Universe နဲ့ပတ်သက်ပြီးတော့ညီမဘယ်လောက်ယူသွက်လဲဆိုတာဒီမှာပေါ်နေပါပြီကိုကို confidence ပြည့်ရှိပြီသားဒါပေမဲ့တချို့ကြလဲအဲ့ဒီလုံယူမထားတဲ့ confidence တချို့ကြတော့သဘောကျကြတာအဲ့ဒါလည်းကြီးနေပါတယ်အဲဒီ confidence ဘယ်ရရလဲဆိုတော့ဟိုလူတိုင်း Miss Universe International ပွဲကြီးများများကြီးရဒီ confidence ကိုရလာလိမ့်မယ်ညီမကတော့အဲ့ဒီပြိုင်ပွဲတွေများများကြီးလာတဲ့အခါကျတော့အော်အရက်ပူးတဲ့သူလဲဒီလိုလေးရှိပါလားအော် plus size model တွေကလည်းဒီလိုလေးရှိပါလားအော် clean medium တို့တို့တို့ဒီလိုနေရာပေးပါအော် double zoom ကလည်းအဲ့လိုပေးပါလားဒါဆိုငါရောဘာလို့မလုံနိုင်ရမှာလဲငါဒီငါပဲဖြစ်နေရမယ်ငါလဲစူးစမ်းနိုင်တယ်ငါလဲစူးစမ်းရငါအတွက်နေရာတခုတော့ရှိမှာပဲဆိုတဲ့စိတ်နဲ့ဘာလို့ဆိုညီမစူးစမ်းတာကဘယ်သူမှမထီခိုက်ဘူးလीเนาะ အဲ့လိုတော့မဖြစ်ပါဘူးတခါဆိုရင်ဒါညီမရဲ့ eight husband နဲ့ညီမနဲ့အရင်တော့ interview လေးဖြေထားတာကိုထပ်တင်ကြရတယ်ပေါ့နော်ထပ်တင်ကြတော့အဲ့ဒါညီမတငယ်ချင်းတွေကတော့စိတ်ဆိုးတာပေါ့တငယ်ချင်းတွေကဖန်ခေါင်းရောက်နေကြတယ်တငယ်ချင်းတွေကအဲ့ဒါအော်ကိုချင်းစာတရားမရှိကြဘူးလားပေါ့နော်ဒါအရင်တော့ကိစ္စတွေပြန်ဖော်တော့ဘာထူးမှလည်းဘာဖြစ်ဘူးဒါညီမပြောနေပါနဲ့တငယ်ချင်းရဲ့လို့ရပါတယ်ဘာဖြစ်ပါဘူးပြောကြပါစေလို့ညီမတငယ်ချင်းဥမာဂျွန်နိုင်းလို့ဆိုလို့ရှင်လဲသူတို့ညီမဗီဒီယိုလေးတွေကတ်ဝေါ်ရှာတာလေးတင်ပေးတယ်မဟုတ်လားအမှဘက်ကောမန့်နေလာရင်သူကဖြတ်ပေးတာဟဲ့မဖြတ်နဲ့ထားလိုက်ရတယ် ရှိပါစီပြောကြပါစီလက်ခံတယ်တချို့ကြလည်းအနေဘာလို့ကိုမဖြတ်တာလဲဆိုပြီးညီမကိုချက်ပေါက်ထိလာစေညီမက message request တက်လာတော့တွေ့တယ်မမကိုမဖတ်တာဟိုဖြတ်လိုက်တာမဟုတ်ဘူးသူကသူရေးတဲ့အရေးသားနည်းနည်းဟိုรู้เนี่ยญี่ปุ่นนี่เนี่ยညီမကိုပြောတာအရင်တရားလွန်တဲ့အခါကျတော့ TikTok တို့ Facebook တို့က auto ဖြတ်ချညီမမဖြတ်ချအောင်ကြိုက်တယ်လို့ပြောခွင့်ပေးထားတယ်အဲ့လိုကိုယ့်ရဲ့အရင်ကိစ္စကိုပြောတဲ့ပုံမူတည်ပြီးတော့လဲစိတ်မကောင်းမဖြစ်ဘူး ဒီကနေဘွားတွေ့ကြုံသင်ခန်းစာတွေယူလာရတာလीเนาะအဲ့တော့တစ်ဖက်လူကိုလည်းဒါဒါကျေးဇူးတင်စရာရှိရတော့လည်းကျေးဇူးတင်ပါတယ်ဟုတ်ပြိုင်ကျင်တဲ့စိတ်ရှိတယ်ဆိုရင်တော့မာဒီချိန်ဒါအတူတူရှိနေအောင်မယ်ဆိုလို့ရှင်တော့မိသားစုအတွက်ကိုပဲညီမကပို့ပြီးရုန်းကန်နေရအောင်ပါပဲလीเนาะအဲ့တော့ အခုချိန်ကျတော့ဒါတယောက်တည်းကျတော့ပို့ပြီးတော့ကို့အတွက်ကိုအချိန်ပေးနိုင်တယ်အရင်တော့ကို့ကိုလည်းအချိန်မပေးနိုင်ဘူးအာဝေလည်းနည်းနည်းလေးပြပြလေးဖြစ်နေတာပေါ့နော်အခုကျတော့ဒါအရင်ငိုအတိုင်းလေးထိမ့်ကြမလို့ညီမငိုရပြင်ပြင်လေးပဲဟုတ်လို့ဆိုတော့ तू လည်းမနောက်ရက်ပါဘူးသက်သူနေပါတယ်ညီမလည်းသူ့ကိုမနောက်ရက်ပါဘူး တဲ့သူပြောတယ်လို့နေပါစီကိုကိုကိုရှိရင်ဒါတွေမရှိဘူးလေဟိုညီမတို့ဆိုရင်နှစ်ပြားမတောင် ပြောပြောတာမျိုးတွေရှိတယ်ဒါအောင်လဲစိတ်မစိုးနှစ်ပြားမတောင်ပြောတာတကယ်ကိုပြောကြတာကိုမနေကတခုခါလိုက်ဖက်နေကြမလို့ညီမဆိုရှယ်မီဒီယာလေးသုံးမဲဆိုပြီးတက်တော်တယ်လေးဝင်လိုက်တာနဲ့ဒီဘက်ကွန်မန့်နေကစက္ကန့်နဲ့အမျှအောင်တက်နေတာနေ့မျက်နှာနေ့ရုပ်က miss ရုပ် miss type miss miss ပုံစံဘယ်နေရာမှာများရှိနေလို့လဲနေကောက်ဝေါကကောင်းလို့လားဆိုတော့ ညီမကတော့ကောင်းလားမကောင်းလားဆိုတာတကယ်ဒီ miss ကိုကြည့်ရတဲ့သူတွေပဲကျန်လောက်ကသူတွေသိကြပါတယ်ညီမစူးစမ်းထားလို့ကတ်ဝေါကလည်းအရင်ကောင်းနေတာမျိုးမဟုတ်မဲ့အထိုက်လျောက်ညီမမှာရှိပါတယ်အဲ့တော့ဟိုလုံးဝသုံးစားမရတဲ့ပုံစံမျိုးဆိုပြီးညီမကိုပြောကြတယ်ဒါပေမဲ့ဒါကလည်းဘာမှဖြစ်ဘူးရတယ်လက်ခံတယ်အဲအဓိကကိုဖြစ်နေလို့ကိုကိုပြောကြတာလေနော်နေ့ဝင်ကတော့ခံစားလို့မရပါဘူးဟဲ့ဆိုပြီးတော့အချိန်ကုန်မှဆိုးလို့ပါအဲအချိန်ဝဲကုန်တာအဖတ်တင်လိမ့်မယ်ပြိုင်ဝင်နေပါနဲ့ဆိုတာညီမက ကျမက အချိန်အစပြိုင်ကလေးကဒီမှာနိုင်ခြင်းလို့လာပြိုင်တာဒီမှာဟိုနိုင်နိုင်ဖို့တခုရဲ့အတွက်လာပြိုင်တာဆိုရင်ညီမပြောရမျိုးလည်းမရှိဘူးလေနော်အဲညီမဆလာကလေးကအဲဟိုနိုင်ရမယ်ဆိုရဲစိတ်ကိုတော့တွေးထားတယ်ဘာလို့ဆိုတော့ဟိုပုံမှန်ပဲပဲလုံလိုက်လို့ရှိရင်စိတ်ညော့အောင်မှာဆိုလို့အဲ့တော့စိတ်ကိုတော့တင်းထားတယ်အမြင့်ဆုံးကိုမှန်းထားတယ်အကောင်းဆုံးကြိုးစားမယ်ရိုးရိုးကျင့်တယ်မြင့်မြင့်ကြံတယ်ရလာတဲ့ result ကိုအကောင်းဆုံးညီမလက်ခံမယ် ါပါပဲပေါ့နော်။နောက်ပြီးညီမရဲ့ body ကလည်း healthy ဖြစ်နေတယ်လေ။အဲ့ဒါလုံလောက်ပြီ။ Miss Universe တယောက်ဖြစ်ဖို့အတွက်ကညီမရဲ့ body healthy ဖြစ်နေရမယ်။ညီမရဲ့ catwalk ကအဆင်ပြေနေရမယ်။နောက်ပြီးတော့ညီမရဲ့ဒါအပြုမူတွေလှုပ်ဆောင်မှုတွေအကုန်လုံးကဟိုအကုန်လုံးကိုကိုကြည့်နေတဲ့သူတွေအတူယူမားစရာမဖြစ်ရဘူး။ကိုကိုရန်လည်း public speaking ကောင်းနေမယ်ဆိုရင်ညီမကညီမမှလည်းနေရာရပိုင်권ရှိပါတယ်။ဘာများမားနေလို့လဲပေါ့နော်။ဟုတ်။ဟွန်းပြပါဦး။ငိုဘူး။ no ဘယ်တော့မှမငိုဘူးညီမဘယ်တော့မှလည်းဝမ်းနေမှာမဟုတ်ဘူးဒါပေမဲ့ညီမညီမကိုတိုက်ခိုက်လို့မငိုဘူးဒါပေမဲ့ညီမအပျော်ရွှင်ဆုံးအချိန်ဖြစ်သွားရင်တော့မြင့်ကြရင်ကြမှာပေါ့နော်ပျော်တဲ့တောင်ညီမမခံနိုင်ဘူးအကြိုင်မြင့်ရပေါက်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 ဆိုပြီးကြလာတော့ပျော်ရမယ့်အရာတွေဆိုတော့ဒါမှမခံနိုင်ဘူးဝမ်းနေရမယ့်အရာတွေဆိုတော့ရတယ်လားဘာမှမဖြစ်ဘူးဘယ်လောက်ပြောကြပါသေးဒါပေမဲ့လည်းမမရဲ့မမတို့ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ညီမလေးလည်းအတူတူပဲ ကိုထမင်းလေးကိုစားပြီးတော့အေးစီစီလေးနေကြတာပဲဒါပေမဲ့ကိုထမင်းကိုစားပြီးအပြောခံပြီးလာပြိုင်နေဆိုကြတဲ့ကဒီ Miss Universe နဲ့ပတ်သက်ပြီးတော့ညီမဘယ်လောက်ယူသွလဲဆိုတာဒီမှာပေါ်နေပါပြီဟိုညီမဘက်ကညီမနေနေရင် ညီမဘွားလေးဒါအစိုးရတယောက်အနေနဲ့ညီမပို့ပြီးတော့အမြင့်တက်အောင်ကြိုးစားမယ်တချင်းလေးထပ်ထုံမယ်အဲဒါဒါလည်းညီမဘွားလေးညီမအစဉ်ပြေနေတာပဲဒါပေမဲ့ညီမရဲ့ဒီဘက်ကအလုပ်တွေကိုဟိုဒီဘက်အလုပ်လည်းအကုန်ပြအောင်တော့မဟုတ်ဘူးနော်ခိတာခဏလေးငြိမ်ငြိမ်လေးထားပြီးတော့ဒီဘက်ကိုအာယုံလာဆိုင်နေတယ်ကလေးကသူများပြောခွင့်ပြီးလာနှုတ်လာလုံနေတယ်ဒီပုံမှာညီမဘလောက်ယူသွက်လဲဘလောက်စိတ်ဆန္ဒပြင်းပြလဲဆိုတာသိတာပါတယ်တကယ်အာအနုပညာလောကသူတွေမမလာနုထုံတို့ဒီကျူးစကားပြောထားကြအခင်ကြီးနဲ့ပါတယ်